မင်္ဂလာပါခင်ဗျာမလ26ရက်နေ့အတွက်ဗွေဝါရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ယူကရိန်းနိုင်ငံဆူမီမြို့ရဲ့အရှိမြောက်ပိုင်းလူနေထူထပ်တဲ့နေရာတစ်ခုကိုရုရှားကဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့်ကလေးငယ်18ဦးအပါအဝင် လူ88ဦးတန်းရရှိခဲ့တယ်လို့တာဝန်ရှိသူတွေရဲ့အဆိုအရသိရပါတယ်ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကနိုင်ငံပိုင်းရုပ်မြင်သံကြားမှာနောက်ဆုံးသေဆုံးသူအရေအတွက်ကိုကြေညာခဲ့ပါတယ် လေကြောင်းတိုက်ခိုက်မှုအတွင်းဘေးလွယာနေရာတွေကိုရွှေ့ပြောင်းခဲ့တာကြောင့်ကလင်းငယ်အများပြားလွတ်မြောက်ခဲ့တယ်လို့သူကဆိုပါတယ်။ထိခိုက်ဆုံးအတွင်းစာသင်ကျောင်းနှစ်ကျောင်းပြိုကျခဲ့ပါတယ်။ကလေးတွေအလုံးကိုကယ်ဆယ်ပြီးဘေးကင်းရာကိုရွှေ့ပြောင်းထားပါတယ်လို့သူကဆိုပါတယ်။မြို့လယ်ရှိအထက်မြင့်လူနေရပ်ကွက်အများပြားလည်းပျက်စီးခဲ့ရပါတယ်။ယူကရိန်းသမ္မတဇလန်စကီဟာညစဉ်ထုတ်လွှင့်နေကြဖြစ်တဲ့သူ့ရဲ့ဗီဒီယိုမိကုံးမှာတိုက်ခိုက်မှုကိုရှုတ်ချခဲ့ပါတယ်။ အပြစ်ခတ်ရစေးဆွေးနွေးဖို့ရုရှားနဲ့အမေရိကန်တာဝန်ရှိသူတွေဆော်ရီအာရေဗျမှာတွေ့ဆုံနေစမှာပဲဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ဇလန်စကီကရုရှားဟာဒီစပွဲကိုရှင်းလျားစီပြီးကျွန်တော်တို့လူတွေနဲ့တကဘာလုံးကိုညှဉ်းပန်းနှိပ်စက်နေတဲ့တခုတည်းသောအဖွဲ့အစည်းဖြစ်ပါတယ်။ရုရှားနဲ့ငြိမ်းချမ်းရအောင်တွန်းအားပေးဖို့ပြင်ထန်တဲ့အစီအမံနဲ့ပြပြတသားလှုပ်ဆောင်မှုတွေလိုအပ်ပါတယ်။တန်တမာဆက်ဆံရေးပုံမထျောက်စီမဲ့ခိုင်မာတဲ့အစာပြည့်မြူတိုင်းကိုကျွန်ုပ်တို့ပံ့ပိုးဖို့အသင့်ရှိပါတယ်လို့ပြောကြားထားပါတယ်။ ယူကရိန်းနိုင်ငံရဲ့ဝင်ကြီးကရုရှားဟာငင်းငင်းဆွေးနွေးနေတော့မှာပဲယူကရိန်းမြို့ကြီးတွေရဲ့လူနေထူထပ်တဲ့လူနေရပ်ကွက်တွေမှာရက်ဆက်ကြမ်းကြုတ်စွာတိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်တယ်လို့ပြောကြားထားပါတယ်ငင်းကြိုင်းနဲ့ပတ်သက်ပြီးကြေညာချက်တွေထုတ်မဲ့အစားရုရှားကကျွန်ုပ်တို့မျိုးတွေကိုပုံကျဲပြီးရဲသားတွေကိုပြစ်ခတ်တဲ့စစ်ပွဲတွေကိုအဆုံးသတ်ရမယ်လို့သူကပြောပါတယ်ရုရှားနယ်စပ်မှာကီလိုမီတာ30မိုင်20ခန့်အကွာဝေးမှာရှိတဲ့ဆူမီဟာရုရှားနိုင်ငံမှာဒရုန်းတွေနဲ့ကြီးတွေအဆက်မပြတ်တိုက်ခိုက်ခြင်းခံနေရတယ်လို့လည်းသိရပါတယ်ခင်ဗျာ ။အော်စကာဆီယာမတ်တန်ရုပ်ရှင်နိုအာဒါလန်ရဲ့ပါလက်စတိုင်းတွဲဖက်ဒါရိုက်တာတူကိုအစ္စရေးစစ်တပ်မှမဖမ်းဆီးမီအစ္စရေးအခြေချနေထိုင်သူတွေကရိုက်နှက်ခဲ့ကြရတယ်လို့ဒါရိုက်တာနဲ့အခြားမျက်မြင်သက်သေတဲ့ဦးရဲ့ပြောကြားချက်အရသိရပါဗျ။ရုပ်ရှင်ရိုက်ကူးသူဟန်ဒန်ဘလဲဟာဆူစီယာရွာမှာထိမ့်သိမ်းခံရတဲ့ပါလက်စတိုင်း၃ထဲကတဦးဖြစ်တယ်လို့ရှစ်နေလီစီမဲလ်ရဲ့ပြောကြားချက်အရသိရပါဗျ။ရတဖွဲကသူမအားစစ်ကူတာဖို့စစ်အခြေစိုက်ခန်းမှာထိမ့်သိမ်းထားကြောင်းလည်းပြောပါဗျ။ အခြားတွဲဖက်ဒါရိုက်တာဖြစ်တဲ့ဘာဆယ်အီဒရာကထိန်းသိမ်းစခန်းမှာရှိနေခဲ့ပြီးမျက်နှာမုံစုအခြေချနေထိုင်သူ2000ဆင်ကန်းကအချို့ကတနက်ကင်ဆောင်ထားပြီးအချို့မှာ Israel uniform ဝတ်ထားကရွာကိုတိုက်ခိုက်ခဲ့ကြတယ်လို့ပြောကြားထားပါတယ်ရောက်လာတဲ့စစ်သားတွေကပါလက်စတိုင်းတွေကိုတနက်နေ့ချိန်ပြီးအစ္စရေးအခြေချနေထိုင်သူတွေကကြောက်ခဲတွေနဲ့ပစ်ပောက်ခဲ့ကြပါတယ် ကျွန်ုပ်တို့အော်စကာပွဲကနေပြန်လာပြီးတဲ့နောက်ပိုင်းနေတိုင်းတိုက်ခိုက်ခံနေရပါတယ်ဒါကရုပ်ရှင်ရိုက်ကူးမှုအတွက်ငါတို့ကိုလက်စားချေတာဖြစ်နိုင်တယ်ပြစ်ဒဏ်တစ်ခုလိုခံစားရတယ်လို့ Edra က The Association Press ကိုပြောကြားထားပါတယ် Israel နဲ့ Palestine တို့ကြားပြင်းထန်တဲ့ထိတ်တဲရင်ဆိုင်မှုမှာပါဝင်ပတ်သက်တယ်လို့တန်ရာရှိသူ Palestine သူဦးနဲ့ Israel အရသာတူကိုဖမ်းဆီးထားတယ်လို့ Israel စစ်တပ်ကပြောကြားထားပါတယ် သူတို့ကိုအစ္စရေးရဲတွေထံစုံစမ်းမေးမြန်းဖို့လွှဲပြောင်းပေးခဲ့ကြောင်းစစ်တပ်ကကြေညာခဲ့ပြီးစေကုသမှုခံဖို့အစ္စရေးနိုင်ငံသားတအူကအဲ့ဒီနေရာမှာကတ်ထုတ်ခဲ့တယ်လို့စစ်တပ်ရဲ့အဆိုအရလည်းသိရပါပါတယ်ခင်ဗျာပုဂ္ဂလိကဥရောပအာကသရှင်ကုမ္ပဏီဟာနော်ဝေမ၎င်းရဲ့ကဘာပတ်လမ်းပေါ်တုံးပြန်လွတ်တင်စမ်းသပ်ဖို့ပထမဆုံးစမ်းသပ်ပြန်သမ်းမှုကိုမလ24ရက်နေ့မှာကြိုးစားခဲ့ပြီးဖျက်သိမ်းခဲ့ရတယ်လို့သိရပါပါတယ် မလ24ရက်နေ့မွန်လွဲပိုင်းမှာလေပြင်းတိုက်ခတ်တာကြောင့်စပန်ထရန်ဒုံးပြန်ကိုနော်ဝေမြောက်ပိုင်းအင်ဒီယာကျွန်းမှာလွတ်တင်နိုင်ခြင်းမရှိခဲ့ဘူးလို့မြူနစ်မြို့ကယုံကြုံဖြစ်တဲ့အိုင်စာအာဂတယင်ကုမ္ပဏီကပြောကြားခဲ့ပါတယ်လွတ်တင်မှုဟာယာတီဥရုဘီကင်းနဲ့အကွာဝေးစတဲ့အခြေခံနစ်စနစ်တွေပေါ်မှာမူတည်နေပါတယ်တပတ်အတွင်းနောက်ထပ်တစ်ကြိမ်စမ်းသပ်ပြန်သပ်မှုကိုလည်းပြုလုပ်နိုင်မှာပါလို့ကုမ္ပဏီကပြောကြားခဲ့ပါတယ်နောက်ထပ်တစ်ကြိမ်စမ်းသပ်ပြန်သပ်မဲ့ရက်အတိအကျကိုတော့မတက်မရသေးဘူးလို့လည်းသိရပါတယ် 28မီတာ60ပေရှိတဲ့ spectrum ဒုံးပြန်ဟာအသေးစားနဲ့အလတ်စားဂျူရူတွေအတွက်ဒီဇိုင်းထုတ်ထားတဲ့အဆင့်နှစ်ဆင့်ရှိတဲ့ပြစ်လို့ရင်လည်းဖြစ်ပါတယ်။ကုမ္ပဏီဟာ၎င်းရဲ့ပထမဆုံးပြည့်ပြည့်စုံတဲ့စမ်းသပ်မှုမှာဒုံးပြန်ရဲ့ကမ္ဘာပတ်လမ်းကြောင်းနဲ့ရောက်ရှိနိုင်ခြေကိုအများကြီးမျှော်လင့်ထားပြီးစက္ကန့်30ကြာပြန်သန်းနိုင်ရင်တော့အောင်မြင်မှုတစ်ခုအဖြစ်ယူဆမှာပါလို့ကုမ္ပဏီကပြောဆိုထားပါတယ်။ ိုင်းစာအာဂါဒရှင်ကုမ္ပဏီဟာ၎င်းရဲ့ပြည်ရင်းမှာပဲတီထွင်ထုတ်လုပ်ထားတဲ့လွတ်တင်ပေါ်ရှိစနစ်အားလုံးရဲ့ပထမဆုံးပေါင်းဆက်စမ်းသပ်မှုမှာတက်နိုင်သမျှအချက်လက်တွေအတွေ့အကြုံတွေကိုစုဆောင်းဖို့ရည်ရထားတယ်လို့လည်းသိရပါဗျ။မြို့တော်မှာဒီစီစဉ်အတွက်ယူရိုတန်400ဒေါ်လာ435သန်းကျော်စုဆောင်းထားတာကြောင့်အနာဂတ်မှာမြို့နှစ်မြို့အပြင်ဘက်ရှိစက်ရုံတစ်ခုကနေတနစ်လျင်လွတ်တင်ဒုံးပြန်အစီ40အထိတိစောက်ဖို့မျှော်လင့်ထားကြောင်းလည်းသိရပါဗျ လွတ်တင်ရေးယင်အားလုံးဟာဒုံးပျံတွေကိုကမ္ဘာပတ်လန်နဲ့လွတ်တင်ချထားဖို့အတွက်အသုံးပြုသွားမှာဖြစ်ပါတယ်။အာဆာအာဂဒယင်ကုမ္ပဏီဟာအဖွဲ့ဝင်23နိုင်ငံမှာရန်မုံငွေထောက်ပံ့ပေးထားတဲ့ဥရောပအာဂဒအေဂျင်စီနဲ့မဆိုင်ဘူးလို့လည်းသိရပါတယ်။ဥရောပအာဂဒအေဂျင်စီဟာနှစ်ပေါင်းများစွာကမ္ဘာပတ်လန်နဲ့ တုံးပြန်တွေနဲ့ဂျူတုတွေလွတ်တင်ပေးနေပြီးအ धिक အနေနဲ့တောင်အမေရိကရှိ ပြင်သစ်ပြပဌာနကူဖြစ်တဲ့ Frank Giana နဲ့ Florida ရှိ Kick Nabe တို့မှအများဆုံးလွတ်တင်ပေးနေတာဖြစ်တယ်လို့လည်းသိရပါပါတယ်ခင်ဗျာကျွန်တော်ကိုထပ်ပါ